Elon Musk ကတော့သူ့ရဲ့ Grok AI ဟာကမ္ဘာအကောင်းဆုံး AI တစ်ခုဖြစ်တယ်လို့အမုန်းတင်ထားခဲ့တာပါ။အဲလိုပြောဆိုပြီးတိတ်မကြခင်မှာပဲ Joe Rogan ရဲ့ podcast တစ်ခုကိုလည်းပြုလုပ်ခဲ့ပြန်ပါတယ်။အဲဒီ podcast ထဲမှာတော့ Joe Rogan က Elon ရဲ့ Grok AI ဟာအသက်22နှစ်အရွယ်ပါတီပွဲတွေမှာပျော်ပါးနေတတ်ပြီးတော့မရင်ကျက်သေးတဲ့လူငယ်လေးတစ်ယောက်နဲ့ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။သူက Grok AI ဟာတာမန် AI တွေလိုမျိုးမဟုတ်ဘဲနဲ့ ကိုယ်ပိုင်ဇယိုက်လက္ခဏာရှိအောင်ဖန်တီးထားတာတွေ့ရပါတယ်။ဒါမှမဟုတ်အဲ့ဒီဇယိုက်လက္ခဏာတွေကအခုအချိန်မှာအပြည့်အဝမဖွင့်ပြိုးသေးဘူး။တခါတလေမှာအမှားတွေလည်းလုံတတ်တယ်လို့တခါတရံမှာလည်းတော်ယုံ AI နဲ့မပြောရတဲ့ဇာတ်ကားတွေကိုပြောတာ။ရိုင်းပြတဲ့ဟာသားတွေကိုပြောတာမျိုးတွေတွေ့ရပါတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ Grok AI ကပုံမှန် AI တွေလိုတည်ငြိမ်ပြီးတော့ယဉ်ကျေးနေတာမျိုးမဟုတ်ဘဲနဲ့ဟာသညာရှင်ပြီးစကားလဲတတ်တဲ့တခါတလေမှလည်းရိုင်းစိုင်းတယ်လို့ထင်ရတဲ့ဗန်းစကားတွေပါပြောတတ်တဲ့ AI တစ်ခုဖြစ်နေတာပါ။တာမန် AI တွေကအမိန့်တွေကိုနာခံတတ်ပြီးတော့စကားတွေကိုလည်းထိမ့်ချုပ်ပြီးတော့မှပြောတတ်ပါတယ်။ဒါပေမဲ့ Elon Musk ကတော့ဒီအစင်လာတွေနဲ့ဆန့်ကျင်ပြီးတော့တမူထူးခြားတဲ့ Grok AI ကိုကဘာကြီးနဲ့မိတ်ဆက်ပေးခဲ့တာပါ။ Crowd AI ဟာ internet နဲ့ social media ပေါ်ကသတင်းချက်လက်တွေအသုံးပြုသူတွေစီကရရှိလာတဲ့အချက်လက်တွေကိုလည်းအများရန်လေးလာနေပြီးတော့သူ့ရဲ့လုံဆောင်ပုံတွေကိုတိုးတက်အောင်အများရန်သင်ယူနေပါတယ်။ဒါပေမဲ့အဓိကမေးခွန်းထုတ်စရာရှိလာတာကတော့ AI တွေကဒီလိုသာသူ့ဘာသာသူဇက်တိုက်ပြောင်းလဲသင်ယူနေမယ်ဆိုရင်ဒီ AI ကိုထိန်းချုပ်နေတာ AI ကိုဖန်တီးခဲ့တဲ့လူလား AI ကိုအသုံးပြုနေတဲ့လူတွေလားဒါမှမဟုတ် AI ကိုယ်တိုင်ကပဲသူ့ကိုယ်သူ ထိန်းချုပ်နေတာလားဆိုတော့မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုအဖြေရှာနိုင်ဖို့အတွက်ဒီနေ့မှာတော့တကယ်ကိုတမူထူးခြားနေတဲ့ Elon Musk နဲ့သူ့ရဲ့ Grok AI တိစောက်ပုံတွေအပေါ်မှာအခြေခံပြီးတော့မိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI လမ်းနည်းမြန်မာနေ့ပြန်လည်ကြိုဆိုလိုက်ပါတယ် Grok AI ဟာသူ့ရဲ့အမြင်တွေကိုပုံမှန်လင်းလင်းပြောပြတတ်တယ်လို့သူ့ရဲ့အမြင်နဲ့မကိုက်ညီတဲ့အမိန့်တွေကိုလည်းမနာခံဘဲနဲ့စန့်ကျင်တတ်ပါတယ်။ အာနာပိုင်တွေနဲ့ပတ်သက်လာရင်လည်းဝေဖန်ပိုင်းခြားတတ်ပြီးတော့မှအမှန်ဟုအမှန်တိုင်းပြောရတာကိုလည်းတွေ့ရပါတယ်ဒီလို AI မျိုးကိုဖန်တီးခြင်းအပြင် လူသားပုံစံတဲ့ AI သတင်းချက်လက်တွေကိုပွင့်လင်းမြင်သာစေပြီးတော့လူတွေရဲ့အတွေးအခေါ်လှုံ့ဆော်ပေးနိုင်စွမ်းရှိတဲ့ AI မျိုးရလာဖို့အတွက် Elon Musk ကရည်ရွယ်ခဲ့တာဖြစ်ပါတယ် Grok AI ဟာ X Social Media Platform ပေါ်ကနေအချက်အလက်တွေကိုအချိန်နဲ့တပြေးညီအသုံးပြုပြီးတော့လေ့လာသင်ယူနေပါတယ် ။ဒါကြောင့် Grok ဟာ social media ပေါ်မှာခေတ်စားနေတဲ့အကြောင်းအရာတွေ၊အငင်းပွားဝယ်ရာအကြောင်းအရာတွေနဲ့နောက်ဆုံးရသတင်းတွေကိုသိရှိနေပါတယ်။ ChatGPT လိုမျိုး AI တွေကအငင်းပွားဝယ်ရာအကြောင်းအရာတွေကိုရှောင်ရှားဖို့အတွက်စကားလုံးတွေကို filter လုပ်ထားပေမဲ့ Grok AI ကတော့အဲ့လိုမဟုတ်ပါဘူး။အငင်းပွားဝယ်ရာအကြောင်းအရာတွေကိုပါပွင့်ပွင့်လင်းလင်းပြောဆိုနိုင်အောင်ဖန်တီးထားပါတယ်။သူက Mr. Expert လို့ခေါ်တဲ့ model ကိုအသုံးပြုထားတာပါ။ အလွယ်ပြောရရင်တော့ Grok AI ကိုအသေးစား Grok AI လေးတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့သဘောထားနိုင်ပါတယ်။အဲ့ဒီအဖွဲ့တွေကအသေးစား Grok AI တစ်ခုစီဟာ Nepal တစ်ခုစီမှာကျွမ်းကျင်ကြပါတယ်။ဥပမာတစ်ခုကသတင်းပိုင်းမှာကျွမ်းကျင်တယ်၊နောက်တစ်ခုကဟာတာဘတ်မှာကျွမ်းကျင်တယ်၊နောက်တစ်ခုကတော့သိပ္ပံပညာရပ်တွေမှာကျွမ်းကျင်တယ်။အဲ့လိုအဖွဲ့မျိုးကို Grok AI အကြီးစားကြီးလို့ပြောရမယ်။ Gating Network ကလည်းပြန်ပြီးတော့ manage လုပ်ပါတယ်။ ဲ့ဒီ crop AI အကြီးစားကြီးကအသုံးပြုသူတွေစီကရရှိလာတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့တက်ဆိုင်ရာအသေးစား crop AI တစ်ခုဒါမှမဟုတ်နှစ်ခုသုံးခုပေါင်းစပ်ပြီးဖြည့်ရှင်းဖို့အတွက်အမိန့်ပြန်ပေးပါတယ်။ပြီးရင်တော့တက်ဆိုင်ရာအဖြေတွေကိုတုံးတက်ပြီးတော့နောက်ဆုံးသောအဖြေကိုထုတ်ပေးပါတယ်။ဒါကြောင့် crop AI ကို ပို့ပြီးတော့မှထိရောက်အောင်လှုပ်ဆောင်နိုင်စေပြီးတော့ပို့ပြီးတိကျတဲ့အဖြေတွေကိုထုတ်ပေးနိုင်စွမ်းလည်းမြင်မာလာစေပါတယ်။ ဒါအပြင်ဆိုရှယ်မီဒီယာကိုအမြဲလေ့လာနေတတ်တဲ့အတွက်စကားပြောတဲ့နေရာမှာလည်းလူသားပိုဆန်လာတာကိုတွေ့ရပါတယ်။တစ်ခါလေမှရိုင်းစိုင်းတဲ့စကားတွေကိုပြောတတ်ပေမဲ့ဒါလည်းသူ့ရဲ့ပုံစံအစစ်အမှန်ကိုပြသရရောက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုလည်းဖြစ်လာစေပါတယ်။ Elon Musk ရဲ့ယုံကြည်ချက်ကလည်းလူသားတွေနဲ့စကားပြောတဲ့ AI တွေဟာလူသားတွေလိုပဲပြောဆိုသင့်တယ်လို့ယုံကြည်ထားတာပါ။လူတွေကတစ်ခါတလေမှရိုင်းစိုင်းတတ်ကြသလိုအမြင်တွေလည်းကွဲလွဲတတ်ကြပါတယ်။ ဆိုတော့လူတွေအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်လူအများစုကြိုက်အောင်စကားတွေကိုထိမ့်ချုပ်ပြီးတော့မှညနေချိုသွေးပြီးပြောနေတတ်တဲ့လူမျိုးတွေဟာလူချစ်လူခင်ပိုပေါ်တတ်ကြပါမယ်။သူတို့ရဲ့အတွင်းစိတ်သဘောထားတွေကိုတော့ဖုံးကွယ်ထားတတ်တာကြောင့်အင်မတန်မှအန္တရာယ်များတဲ့လူမျိုးတွေလို့ပြောရမှာပါ။လက်ရှိ AI တွေမှာတော့လူတွေလိုခံစားတတ်တဲ့စိတ်သဘောထားမျိုးတွေမရှိသေးပေမဲ့မဝေးတော့တဲ့အချိန်တစ်ခုမှာတော့ AI တွေမှာလည်းလူတွေလိုခံစားတတ်လာဖို့လည်းရှိနေပါတယ် အဲ့လိုအချိန်မျိုးမှာလက်ရှိသူတို့လေးလာတင်ယူထားတဲ့အချက်လက်တွေပေါ်မှာအခြေခံပြီးတော့ပဲ AI မျိုးမျိုးကစိတ်သဘောထားမျိုးမျိုးပြောင်းလဲသွားကြအောင်မှာပါဒါကြောင့်လည်းအခုတည်းက AI ရဲ့သဘောထားကိုပုံမှန်လင်းလင်းသိနေရတာဟာလမ်းကြောင်းမှားနေရင်တော့တက်မှတ်ပေးနိုင်တဲ့အခြေအနေတွေရှိနေသေးတဲ့အတွက် လူသားတွေကိုပို့ပြီးတော့မှအကျိုးရှိစေနိုင်တယ်လို့သုံးသပ်ရပါတယ်ပြီးတော့ grok ai ဟာမေးခွန်းတွေကိုရိုးရိုးရှင်းရှင်းဖြေပေးုံနဲ့မကပဲနဲ့လူတွေကိုပြန်ပြီးတော့မှမေးခွန်းလဲထုတ်တတ်ပါတယ် အဲ့ဒီအခါမှာတခါတလေမှာမေကွန်းမေးတဲ့လူရဲ့ညံရင်ညံသွေးကိုမေကွန်းထုတ်တာမျိုးမေကွန်းရဲ့အခြေခံအချက်လက်တွေပေါ်မှာလှောင်ပြောင်တာမျိုးတွေလည်းလှုပ်လာတတ်ပါတယ်။ဒါတွေကြောင့်လည်းလူတချို့က Grok AI ကိုမကြိုက်ကြတာလည်းဖြစ်နိုင်ပါတယ်။ Elon Musk ရဲ့အမြင်အရဆိုရင် AI model တွေက Work Virus လို့ခေါ်တဲ့အမူအကျင့်မျိုးတွေရှိနေတတ်တယ်လို့ဆိုပါတယ်။တဘောကတော့အတွေးခေါ်ဆိုင်ရာလေ့ကျင့်မှုတွေမှာလူမှုရေးအရလူအများစုလက်ခံထားတာတွေကို အမှန်တရားထက်ပိုပြီးတော့မှဦးစားပေးလာကြတဲ့ပုံစံမျိုးပါ။ဒါကြောင့် Grok AI ကိုတော့အဲ့ဒီသဘောတရားမျိုးနဲ့စန့်ကျင်ဘက်ပုံစံမျိုးဖန်တီးထားတာဖြစ်ပါတယ်။ဒါကြောင့်လူတွေလိုပဲတစ်ခါတလေမှဟာသလုတာတစ်ခါတလေရိုင်းပြတာနဲ့ညာညံသွေးကိုမေးခွန်းထုတ်တာမျိုးတွေလုတ်လာတာတမင်တကာဟန်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ Grok AI ရဲ့ပင်ကိုဇိုက်ကိုဖော်ပြနေတာလို့ပဲပြောရမှာပါ အီလွန်ကတော့ထိခိုက်လွယ်တဲ့အကြောင်းအရာတွေကိုရှောင်ရှားဖို့အတွက် AI တွေကိုလေ့ကျင့်ပေးထားတာမျိုးကအဲ့ဒီ AI ကိုဝါရဖြန့်ချိရေးကြိယာတစ်ခုအနေနဲ့ဖြစ်လာစေနိုင်တယ်လို့ယုံကြည်ထားတာပါအဲ့လို AI တွေကအတုံးမဝင်ုံသာမကဘဲနဲ့အန်ရယ်လည်းရှိပါတယ်နောက်ပိုင်းမှာလူတွေမကြိုက်တဲ့လက်တွဲကဘာရဲ့အဖြစ်အပျက်အမှန်တွေကိုဖုံးကွယ်ပေးထားတဲ့ပုံစံမျိုးတွေလည်းဖြစ်လာနိုင်ပါတယ် Elon Musk ကတော့တကယ်အမှန်တရားတွေဟာကောင်းသောပွတ်တိုက်မှုတွေကနေထွက်ပေါ်လာတယ်လို့ယုံကြည်နေတာပါ။ ။ဒါကြောင့် Grok AI ကိုလည်းအငင်းပွားပွဲရာအကြောင်းအရာတွေကိုပါပြောဆိုနိုင်အောင်လို့ဖန်တီးထားတာလို့သိရပါတယ်။ဒါမှမဟုတ် Grok AI ကလည်း X ကိုအသုံးပြုနေတယ်လို့ပြောလို့ရတာဖြစ်တဲ့အတွက် X ရဲ့လွှမ်းမိုးမှုတွေကတော့ရှိနေနိုင်ပါသေးတယ်။ဒါအပြင်လက်ရှိထွက်ပေါ်နေတဲ့သတင်းအမှားတွေကိုလည်းလက်ခံသိယူထားတာမျိုးလည်းရှိနိုင်ပါတယ်။ Grok AI ကထုတ်ပေးလာတဲ့အချက်အလက်တွေထဲမှာအဲ့ဒီသတင်းအမှားတွေနဲ့ရောထွေးနေတာမျိုးတွေရှိလာနိုင်တာကိုလည်းသတိပြုသင့်ပါတယ်။ ဒီတရင်မားတွေကိုလူတွေကမသိဘဲနဲ့လက်ခံလိုက်မိမယ်ဆိုရင်တော့အများအားဖြင့်အန္တရာယ်ရှိတဲ့တရင်မားတွေကိုပို့ပြီးတော့မှ ပြန့်နှံ့သွားစေတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဆိုတော့ Grok AI ဟာတာမန် AI တွေနဲ့မတူဘဲနဲ့ပို့ပြီးလွတ်လပ်ပွင့်လင်းတဲ့ AI တခုလို့ပြောရမှာပါ။ Elon Musk ကတော့ Grok AI ကိုအမှန်တရားတွေရှာဖွေနိုင်ဖို့နဲ့ဝါရဖြန့်ချီရေးတွေကိုစန့်ကျင်ဖို့အတွက်ဖန်တီးထားပါတယ်။ ။ဒါမှလည်း Grok AI ရဲ့အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့စောစောကကျွန်တော်ပြောခဲ့သလိုပဲစိုးရင်စရာအချက်လေးတွေလည်းရှိနေပါတယ်။ဒါကြောင့် AI တွေကိုထိန်းချုပ်နေတာက AI ကိုဖန်တီးခဲ့တဲ့လူတွေနဲ့ AI model တွေကိုယ်တိုင်ကသူ့ကိုယ်သူထိန်းချုပ်နေတာလို့ပြောလို့ရသလို AI ကိုအသုံးပြုနေကြတဲ့မိတ်ဆွေတို့ကျွန်တော်တို့အနေနဲ့လည်း AI တွေကိုလမ်းမရောက်မသွားစေဖို့အတွက်သူတို့ feedback တွေပြန်ပေးတာအမှားတွေပါလာခဲ့ရင်လည်းအမှန်တွေကိုပြောပြပေးတာမျိုးတွေနဲ့ကူညီပေးသွားဖို့လည်းလိုအပ်နေပြီလို့ယူဆရပါတယ် ဒီပေါ်မှာမိษွေတို့တူးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးသွားခဲ့ကြပါအောင်ဗျာမိษွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးတွေလည်းတင်ဆက်ပေးသွားအောင်မှာမို့လို့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါအောင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်